ဗမာ brain channel ကနေအားလုံးကိုနှွေးနှွေးထွေးထွေးကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ channel မှာနေ့စဉ်နေ့တိုင်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေရဖြစ်လို့နေ့တိုင်းပဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါစေကဲအကြောင်းအရာလေးမစခင်မှာတော့ဗမာ brain channel ကို subscribe လုပ်ပေးဖို့ဖိဖိနဲ့မှန်မှန်လေးပဲတိုက်တွန်းချင်ပါတယ်ခင်ဗျာဒီနေ့မှာတော့တင်ယူလို့စိတ်ခါအသက်ရွယ်ဆိုတဲ့ကန့်သက်ချက်ကိုဘလို့ကြော်ရနိုင်တယ်လဲဆိုတာကိုတက်တည်ပြသွားခဲ့တဲ့ George Dawson ဆိုတဲ့ Anosia ပုဂ္ဂိုလ်တောင်ရဲ့ပွားစကြောင်းကိုအဲ့ဒီလိုလေ့လာကြည့်တော့မှာဖြစ်ပါတယ်ဒီရင်ငန်းကိုတကြကြည်လိုက်ပါ 98ဟုတ်ပါတယ်98လူများစုကတော့ဒီအသက်အရွယ်စရာအနားယူပြီးကိုပြတ်တန်းခဲ့တဲ့ကိုဟာကိုအေးစဲစဲပြလဲတုံတက်ရမယ်အခြေပေါ့ဒါပေမဲ့ George Dawson တော့ဒါဟာအဆုံးတမဟုတ်ခဲ့ပါဘူးအစ်တတဖာမွေးဖွားခြင်းတကူရဲ့အစာပဲဖြစ်ခဲ့ပါတယ်ဟုတ်ပါပဲအသက်98နှစ်အရွယ်မှာ George Dawson ဟာစာဖတ်ဖို့အချိန်တန်ပြီးလို့ဆုံးဖြတ်ခဲ့ပါတယ် စဉ်းစားကြည့်ပါလူများစုမွေးကလေးကအလွယ်တကူရရှိခဲ့တဲ့အခွင့်အရေးတစ်ခုကိုသူကရာစုနှစ်တစ်ခုနီးပါးလောက်ဆောင်ဆိုင်ပြီးမှစတင်ဖို့ဆုံးဖြတ်ခဲ့တာပါသူရဲ့ဒီဆုံးဖြတ်ချက်နောက်ကွယ်မှာဘယ်လိုမျိုးနဲ့နဲ့တဲ့ဇက်လန်ဒီရှိနေခဲ့မလဲဒီညမှာမေးစရာရှိလာတာကဘာဖြစ်လို့ဒီလောက်တောင်ကြာအောင်ဆောင်ခဲ့ရတာလဲဒီအဖြစ်ကိုရှာဖို့အတွက်ကျွန်တော်တို့သူ့ရဲ့အတိတ်ကိုအတူတူပြန်သွားပြီးသူ့ဘဝကိုပုံဖော်ခဲ့တဲ့အဖြစ်ဖြစ်တွေကိုတစ်ခုချင်းစီလေ့လာကြည့်ကြအောင်ပါ သူ့ရဲ့ဇလန်းဟာတက်ဆက်ပီနဲ့မာရှင်ဆိုတဲ့မျိုးလေးကကလေးဘွားမှာစတင်ခဲ့ပါတယ်။အဲ့ဒီမှာသူကြုံတွေ့ခဲ့ရတဲ့ရက်ဆက်ချမ်းကျွတ်တဲ့မတရားမှုတစ်ခုကသူ့ဘဝလမ်းကြောင်းတစ်ခုလုံးကိုတတ်တတ်တာပြောင်းလဲသွားစေခဲ့ပါတယ်။ဂျော့ချာတကယ်ကိုကလေးဘွားမှာပဲသူ့ငွေချင်းပီကိုလူတစုကမဟုတ်မမှန်ဆွဆွဲပြီးတစ်ပင်မှာဆွေးကြိုးချက်တက်ဖြတ်တာကိုမျက်စိရှိမှလည်းမြင်ခဲ့ရတာပါ။ပီကသူ့ပင်မရှိပါဘူးလို့အော်ဟစ်တောင်းပန်နေပေမဲ့ဘသူကမှနားမထောင်ခဲ့ပါဘူး။ ဒီမင်းကွင်းကဂျော့ဂျန်စိတ်ထဲမှာတတ်တလုံးမေ့ဖျောက်လို့မရတဲ့ဒဏ်ရာအကြီးကြီးတစ်ခုအဖြစ်ဆွဲထင်ကြံရေးထည့်ပါတယ်။အဲ့ဒီလိုမုံတီးစရာအဖြစ်ပြက်ကြီးကိုကိုတိုင်ကြုံတွေ့ခဲ့ရပေမဲ့ဂျော့ချာအမုံတရားတွေမှဖြစ်နေတဲ့သူတယောက်မဖြစ်လာခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့သူ့ဖေကသူ့ကိုပညာရှိရှိတင်ပြက်ဆုံးမခဲ့လို့ပါပဲ။သူ့ဖေကဒီလောကမှာရက်ဆက်ပြီးမုံတီးတတ်တဲ့လူတွေရှိတယ်လို့လူဖြူတန်းလည်းမဆိုးပါဘူးကွယ်။ တချို့ကထုတ်ဖို့ပြောဆိုဖို့ကြောက်နေကြယုံလေးပါလို့သင်ပေးခဲ့ပါတယ်။ဒီစကားကသူ့ဘဝခြောက်လုံးအတွက်အရေးကြီးတဲ့လမ်းညွှန်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီဖြစ်တဲ့ဆိုးကြီးကြောင့်ပဲဂျော့ချာစာသင်ခန်းကိုကြောခိုင်းပြီး အသက်ရှင်ရက်တိရေးကိုပဲရွေးချယ်ခဲ့ရပါတယ်။ဒါပေမဲ့သူ့ဟာမတရားမှုလို့ရှိတဲ့နေရာမှာအခြေကျမနေခဲ့ပါဘူး။သူ့ဖေပြောသလိုပိုကောင်းတဲ့လူတွေရှိနိုင်သေးတဲ့ကဘာကြီးကိုရှာဖွေဖို့ခီးရှိကြီးတစ်ခုကိုစတင်ခဲ့ပါတယ်။ဒီခီးကပဲသူ့ရဲ့စိတ်ကကြန့်ခိုင်မှုကို ုံဖော်ပေးခဲ့တာပါသူရဲ့ခီးရာ Texas ကနေစတင်ခဲ့တာပေါ့အဲဒီကနေ Tennessee မှာမြေရဲ့ကာရာတီးဆော့တဲ့လုပ်ငန်းမှာဝင် လုပ်ခဲ့တယ်လူမျိုးရဲ့ခွဲခြားမှုမရှိတဲ့ Mexico ကိုရောက်သွားတဲ့အခါမှာတော့တကယ့်ကိုနှွေးထရတဲ့လက်ခံမှုကိုခံစားခဲ့ရတယ်ပြီးတော့နင်းစရာကိုကိုရမ်မြင်ဖူးချင်းလို့ကနေဒါအထီးတောင်ခီးဆက်ခဲ့ပါသေးတယ်။နောက်ဆုံးမှာတော့ဒါလစ်မြို့မှာအခြေချဖို့ဆုံးချက်ခဲ့ပါတယ်။ဒီခီးတွေကသူ့ကိုဘဝအပေါ်ထားတဲ့အမြင်အတိတ်တွေအများကြီးပေးခဲ့ပါတယ်။ dislike ကတူချုံတွေ့ခရတဲ့ခွာချမှုကိုရှင်းရှင်းလင်းလင်းပြနေရပဲ Texas မှာဆိုရင်လူမေးတွေအတတောက်ရခွက်တွေစားထုတ်ဆိုင်တွေကအစအကုန်တီးတန့်ခွဲခြားထားတဲ့အချိန်မှာမက္ကဆီကိုမှာတော့ဒူစင်းဒီယောက်ကသူ့ရဲ့ရေခွက်ကိုပေးရင်ဘာမှမဖြစ်ဘူးငါတို့အားလုံးဒီခွက်ကိုအတူတူသုံးတာပဲလို့ပြောခဲ့ပါတယ်ဒီဖြစ်ပျက်လေးတစ်ခုကကဘာကြီးဟာသူတီးထားတာထက်အများကြီးပိုကျပြန့်ပြီးဂျင်နာတတ်တယ်ဆိုတာကိုသူ့ကိုတတ်တယ်ပြလိုက်တယ်လို့ပါပဲ အဲ့ဒီလိုခီးတွေကနေရလာတဲ့အတွေ့အကြုံတွေနဲ့တူသူဟာမိသားစုတစ်ခုကိုတီထောက်ပြီးရည်ရွယ်ချက်ရှိရှိဘဝကိုတည်ဆောက်ဖို့ကြိုးစားခဲ့ပါတယ်။သူ့ရဲ့ဘဝဟာအလုတ်မိသားစုနဲ့တူထားခဲ့ခြင်းတဲ့အမွေအနှစ်တင်နဲ့ပြည့်နေခဲ့တာပေါ့။ဂျော့ချာအသက်၄နှစ်အရွယ်ကလေးပေါ်လေးကတည်းကလေကွင်းတွေတစ်ဆက်တွေမှာကြိုးစားပန်းစားလုပ်ကင်ခဲ့ရပါတယ်။အားလက်ချင်းမှာဘေ့စ်ဘောကစားရင်းတောင်လူမျိုးရေးမုန်းတီးမှုတွေနဲ့အကြုံခဲ့ရသေးတယ်။ဒါပေမဲ့သူကဘယ်တော့မှဆွဲမလျှော့ခဲ့ပါဘူး။ အလီနီယာနဲ့အင်တောင်ကြပြီးဒဲလက်စ်မှာမိသားစုဘဝကိုတိဆောက်ခဲ့တယ်။ Oak Farms Theory ဆိုတဲ့ No Chat ဆက်ယုံမှာ Nissan Manager တီတီညင်ညင်အလုပ်လုပ်ရင်သူ့ရဲ့ကလေးတွေကတော့ဘလို့အချင်းနေမှမဆိုခုံတစ်ခါရှိရှိရှင်းတန်ရက်တိတက်တောင်သင်ကြားပေးခဲ့ပါတယ်။သူနဲ့အလီနီယာတို့မှာကကလေး9ယောက်ရှိခဲ့ပါတယ်။ဒီကလေး9ယောက်လုံးအတွက်သူ့မှာသူ့ဘဝတစ်ခုလုံးထပ်တောင်းပို့အရေးကြီးတဲ့ရည်မှန်းချက်ကြီးတစ်ခုရှိခဲ့ပါတယ်။ ဟုတ်ပါတယ်သူ့ရဲ့အတိတ်ကရင်မှန်းချက်ပါတော့သူကိုယ်တိုင်ပတုံးမမမရခဲ့ပြင်ရရဲ့အခွင့်အလမ်းကိုသူကလေးခုနှစ်ယောက်လုံးကို အပြစ်ဝပြစ်အနိုင်ဖို့ပါပဲဒါဟာသူ့ဘဝရဲ့အကြီးမားဆုံးမစ်ရှင်တစ်ခုဖြစ်လာခဲ့ပါတယ်သူကိုယ်တိုင် စာမတက်ပေမဲ့သူကလေးတွေရဲ့အစာအုပ်တွေထဲမှာရှိတဲ့အနာဂတ်ကိုသူကအားပေးတိုက်တွန်းခဲ့ပါတယ်နှုတ်ချက်ဆက်ရုံမှာ95မိနစ်ကြာအလုံးလုံးပြီးအငင်းစားယူတဲ့ချိန်မှာသူ့ဘဝရဲ့စီးပွားရေးအခြေအနေကိုဒီကိန်းကဏ္ဍကဖော်ပြနေတယ်ပါဒေါ်လာ1000ရှိတော့ပါ ဒါကသူ့ပင်စံအတွက်လက်ဆင့်ခန်းစား관စာတလုံးတကယ်ဒီထုတ်ယူဖို့သူရွေးချယ်ခဲ့တဲ့ပမာဏပါဒီဆုံးဖြတ်ချက်ကမှန်သလားမှားသလားဆိုတာကိုသူပြန်စင်းစားမိခဲ့ပေမဲ့ဘဝကိုရှေ့ရှက်ခဲ့ရတာပေါ့အဲ့ဒီတုန်းကသူမတိလိုက်တာကတော့သူ့ဘဝကိုအပြည့်အဝပြောင်းလဲစေမယ့်အခွင့်အရေးတစ်ခုဟာအသက်60ရှိနေမှာသူ့စီကိုတကားလာခေါ်တော့မယ်ဆိုတာပါပဲအဖြစ်ကဒီလိုပါ တနေ့မှာမစ္စတာဟင်နရီဆိုတဲ့လူတစ်ယောက်ကသူ့အိမ်တကားကို လာခောက်ပြီးလူကြီးတွေအတွက်ပညာရေးသင်တန်းလက်ခံစာဆောင်တွေဝင်ငားခဲ့ပါတယ်။ဂျော့ချ်ကစာမဖတ်တတ်တော့လက်ခံစာဆောင်ကိုတော့အစိတ်မဝင်စားခဲ့ဘူးပေါ့။ဒါပေမဲ့သင်တန်းအကြောင်းကြားလိုက်ရတဲ့အခါမှာတော့တစ်စက္ကန့်မှမဝေဝေမနေခဲ့ပါဘူး။ကျွန်တော်လာခဲ့ပါမယ်လို့ချက်ချင်းပဲအပြေပေးခဲ့ပါတယ်။အဲ့ဒီနေ့ထောင်းဝက်96ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာဂျော့ချ်ဒေါ်ဆန်ဟာ သူ့ဘဝမှာပထမဆုံးအကျင့်ဖြစ်စာသင်ခန်းတွေကိုခြေချခဲ့ပါတယ်အသက်60ရှစ်နှစ်မှာပါနေရာရေးစာသင်ချိန်ထက်စော်ပြီးရောင်းနေတဲ့တဲ့သူ့ရဲ့တင်းယူလိုစိတ်ကတခြားသူတွေတော့ပါအကြီးမားဆုံးခွင့်အားနဲ့စံနမူနာတစ်ခုဖြစ်ခဲ့ပါတယ်ဒီနေရာမှာပဲသူ့ဘဝဇာတ်ကြောင်းဟာအလားပါဆုံးအချို့အကွေကိုရောက်ခဲ့ပါတယ်တချင်ကဂျော့ချာသူ့ကလေးလေးကိုစာကျိုးစာရဲ့လာလို့မေးခဲ့ရပါပဲအခုတော့သူသားဂျူနီယာကအဖေကျောင်းမှာစာကျိုးစာရဲ့လာလို့ပြင်မေးရတဲ့အခြေအနေကိုရောက်လာခဲ့ပါတယ် ူဘဝဟာလပရဲ့စက်ဝိုင်းတစ်ခုလိုပြန်လည်ပြည့်စုံသွားခဲ့ပါပြီ Josh Dawson ဟာအသက်103နှစ်အထိနေထိုင်သွားခဲ့ပြီးသူ့ရဲ့ဘဝတစ်လျှောက်လုံးမှာခက်ခဲကြမ်းတမ်းမှုတွေများစွာကြုံတွေ့ခဲ့ရပေမဲ့ဒီအတွေ့အခေါ်ကိုအမြဲတမ်းလက်ခံထားခဲ့ပါတယ်ဘဝဟာဘယ်လောက်ပဲခက်ခဲပါစေကောင်းနေစေပါပဲတကယ်ကို အားကြစရာကောင်းတဲ့ခံယူချက်ပါပဲ George Dawson ရဲ့မယုံနိုင်စရာဘဝခီးကံနေကျွန်တော်တို့တကယ်ကိုအဖို့တန်တဲ့သင်ခန်းစာတွေရရှိနိုင်ပါတယ်သူကကျွန်တော်တို့ကိုပါတင်ပေးသွားလဲဆိုတော့ ယေရှုတင်တဲ့ခြင်းဟာယူချင်မှုတစ်ခုဖြစ်ကြောင်းတင်ယူမှုနဲ့ဒေါတဖို့အတွက်ဘရောမနောမချဟုဆိုတာကိုပြသခဲ့တယ်။တကယ်ကြွယ်ဝတဲ့ဘဝဆိုတာပိုင်ဆိုင်မှုတွေနဲ့မဟုတ်ပေရွေချင်းနဲ့တိဆောက်ရတာဖြစ်ပြီး အခက်အခဲတွေကိုကျော်လွှားနိုင်တဲ့စိတ်သက်ကြန့်ခိုင်မှုဆိုတာရှစ်ဆက်ရှောင်းလန်းခြင်းပါပဲတွေ့နိုင်တယ်ဆိုတာကိုတည်တည်ပြသခဲ့ပါတယ်။ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေခွန်းတစ်ခုကိုထားခဲ့ခြင်းပါတယ်။ဘေးရာတွေကဘဝတစ်ခုကိုတကယ်ပဲကြွယ်ဝစေတာလဲ။ ပိုက်ဆိုင်မှုတွေလားအောင်မြင်မှုတွေလားဒါမှမဟုတ် George Dawson လိုမျိုးရည်ရွယ်ချက်နဲ့ရှင်တန်းခြင်းလားဒီမေခွန်းအတွက်အဖြေကတော့ကျွန်တော်တို့တရားချင်းစီရဲ့ယဉ်ထဲမှာပဲရှိနေမှာပါအခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြိုက်နေတတ်တယ်ဆိုရင် like ပေးပြီးတော့ဘဝတစ်ခုကိုတကယ်ကြွေဝစေတာဘာလဲဆိုတဲ့ကိုယ့်ရဲ့မြင်တွေကို comment မှာလွတ်လပ်စွာဝင်ပြပေးတော့ဗောင်းခင်ဗျာ George Dawson ရဲ့ဇလန်လိုပဲနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လည်ဆုံတွေ့ကြဖို့မျှော်လင့်ပါတယ်